အားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအောင်လည်းမင်္ဂလာပါ။မနေ့ညတော့ကလက်ရှိ European Champion ဖြစ်သလိုလက်ရှိကမ္ဘာ Levisen အသင်းတွေထဲမှာအကောင်းဆုံးအသင်းလို့ပြောလို့ရတဲ့ Spain Levisen အသင်းက Georgia ကို၄ခုပြည့်နဲ့နိုင်ပြီးတော့သူတို့ Euro Qualifying ပေါ်ဒီကမ္ဘာဖလားချစ်စပွဲရဲ့ဥရောပဆုံး qualify အောက်ဖို့အနည်းဆက်ဆုံးဖြစ်သွားပြီ။မနေ့ကတော့ကချစ်စပွဲအောင်နိုင်မဲ့အထက်မှာ Switzerland ပါတယ်, Spain ပါတယ်၊တခြားအသင်းတွေပါတယ်။ဒါပေမဲ့ ပြိုင်ဘက်တွေရဲ့ဒါနိုင်ပွဲကိုစီကြောင်းဘာဖြစ်သွားလဲဆိုတော့ဒီသင်းနေရဲ့ချစ်စပွဲအောင်ပွဲကထပ်ဆောင်လိုက်ရတယ်နောက်ဆက်တွဲမှာပဲအခုလက်ရှိအနေအထားအရစပိန်အသင်းကလက်ရှိမှာနောက်ထပ်ချစ်စပွဲတပွဲထပ်ဆောင်ရမယ်ဒါပေမဲ့ဒီစပိန်အသင်းနဲ့ပတ်သက်လို့ competitive လို့ခေါ်တဲ့နိုင်ငံကပြိုင်ပွဲကြီးတွေရဲ့ competitive ပွဲတွေမှာ penalty မပါအထိကိုစပိန်ဟာပြိုင်ပွဲမှာပွဲစဉ်30စတိုက်ရှုံးပွဲမရှိကစားထားတယ် မနေ့ကကိုးပြတ်နိုင်တယ်တူတကီကိုလည်းသူတို့အဝေးကမှကိုးပြတ်နိုင်တယ်ဂျော်ဂျီယာကိုလည်းကိုးပြတ်နိုင်တယ်ခြေစွဲတစ်လျှောက်အရင်ကောင်းတယ်စပိန်ကသူတို့အသင်းရဲ့လက်ရှိဖောင်ကတော့ဒါတခြားအသင်းနဲ့လုံးဝမတူစပိန်ကဒီပြိုင်ပွဲရဲ့ one of the favorite အသင်းဖြစ်ရီမန်စာဆုံးအသင်းဖြစ်ပြီးတော့လက်ရှိမှာ သူတို့သေးရဲ့ဖောင်ကအကောင်းဆုံးပဲဒါတော့မှတော့ရေသွေးရှိတဲ့ထိတ်တန်းတိုက်စစ်မှုတွေတို့ရှိမှာမရှိဘူးမီခဲအိုယာစပယ်ရဲ့အရန်ဖြစ်အေဗာရိုမိုရတာတလောက်ပဲရှိတာဒီမဲ့စပိန်ကအခုကမ္ဘာပလာချီစပွဲမှာအင်္ဂလန်လူပိန်အင်္ဂလန်က9ပွဲပေါ့လေစပိန်က9ပွဲကစား9ပွဲနိုင်ရာကူးစကူကူပေးကူလုံးဝမရှိကစားထားတယ်အင်္ဂလန်ဆိုလည်းပေးကူမရှိပြခွန်းပွဲလုံးပေးကူမရှိကစားထားတယ် impressive ဖြစ်စရာဆိုတော့ကျွန်တော်နိုင်ပွဲတစ်ပွဲရဲ့ပြည်ထောင်တာမရှိဘူးဒါပေမဲ့ပေးကူမရှိရတော့လုံးဝကို ်ဒါစပိန်ကစားတာအခု19ကိုသွင်းတယ်19ကို go different ရထားတယ်ပေကိုမရှိရမှတ်15မှတ်သူ့အောက်မှာတူတကီ12မှတ်ရထားတယ်ဆိုတော့အဲ့စပိန်အသင်းဒီနေ့ကမ္ဘာဖလားပြိုင်ပွဲမှာအောင်မြင်နိုင်တာစပိန်ဘလောက်ထိတောင့်တင်းလဲစပိန်ကလည်းရေဘတ်ပေါ်မှာခြေတလုံးရှိတယ်ဗျာနောက်ထပ်ခြေတလုံးထပ်တက်ဖို့ဥရောပမှာဆိုရင်ဥရောပချန်ပီယံကိုသူတို့၄ခြေရထားတယ်အောင်မြင်ဆုံးအသင်းဖြစ်တယ်ဒီ recently မှာစပိန်ဟာတော်တော်လေးကောင်းတယ်ကျွန်တော်စပိန်ဘောလုံးလောကရဲ့ အောင်မြင်ဆုံးကာလက2008 2010 2012အဲ့နောက်ပိုင်းမှာစပိန်ကျသွားတယ်ဒါပေမဲ့2021 22လောက်မှာစပိန်စပြီးပြန်တက်လာတယ်အဲတုန်းကယူရိုပြိုင်ပွဲမှာလူဝီဆင်နီကေကိုသူနီးပြခတ်လိုက်တယ်ယူရိုပြိုင်ပွဲမှာစပိန်ဟာ semi final ရောက်တယ်2022မှာသူတို့ရှုံးထွက်အဆင့်မှာထွက်သွားတယ်ဒါပေမဲ့ ိုက်ကစပြီး22ကမ္ဘာဖလားပြိုင်ပွဲကစပြီးနောက်ပိုင်းမှာ23 nation league မှာ Spain champion ဖြစ်တယ်။အိုက်ကဒီမှာ24မှာ Euro ထက်ရတယ်။နောက်25မှာ Nation League ဒုတိယရတယ်။ဒါပေမဲ့ Spain ဟာတော်ကိုကောင်းတယ်။တူးချင်းဆွမ်းဆောင်ရင်ကစားပုံ attractive football attacking football သူအပြည့်ဝဆုံးပဲ။ပြည်သစ်ကမာကျောတဲ့ကျစ်လက်တဲ့တကယ့် quality player တွေပိုင်ဆိုင်ထားတယ်အသင်းလိုက်စူးစိမှုနဲ့ fluent football အဲ့လောက်မကောင်းဘူးအင်္ဂလန်က on paper မှာအရန်ကောင်းတယ် တဦးချင်းဆွဆောင်ရည်ကောင်းတယ်ဒါပေမဲ့ TK အသင်းမှာတခုခုလိုအပ်နေတော့မယ်အာဂျင်တီးနားက organize ဖြစ်တယ်မာချုံးမှုကုန်ရှိတယ်ချန်ပီယံဆုတွေကိုအချိန်ချင်းရထားတဲ့အတွက်ကြောင့်သူတို့မှာ mentality အပြည့်အဝရှိတယ်ဒါပေမဲ့ fluent ဖြစ်တဲ့အပိုင်းအားနေတယ်တစ်ဖက်ကဂျာမနီတို့အီတလီတို့ကထည့်ပြောစတာမလို့ဘူးအဲတစ်ဖက်မှာကျွန်တော်တို့ Brazil စင်နီဂေါနဲ့ကစားခဲ့တဲ့ပွဲကိုကြည့်ဘရာဇီးကစားတာမဆိုးဘူးဒါ Brazil Ancelotti လက်ထက်မှာတိုးတက်လာတယ်ဒါပေမဲ့ Spain လို level မရောက်သေးဘူး ဒီနေရာမှာပေါ်တူဂီအွန်ပေပါရတော်တော်လေးကောင်းတယ်ပေါ်တူဂီကစားပုံကပွဲတစ်ခုလုံးကိုဝဲလုံးစုံမိုးနိုင်တဲ့အခြေအနေမျိုးမရှိဘူးသူတို့မှာတကယ်ထိတ်တန့်အစ်ရှိတဲ့ quality player တွေဘောလုံးကိုနိုင်နိုင်နေနေကြိုက်ထားနိုင်တဲ့ကစားသမားတွေရှိတယ်ဒါပေမဲ့ fluent football မကစားနိုင်သေးဘူးဆိုအဲ့ချက်တွေအားလုံးပေါင်းစည်းတဲ့အချိန်မှာ Spain ကအကောင်းဆုံး maybe Spain ကတိုက်စစ်လေးနဲ့အားနေမယ်ခန်းစစ်လေးနဲ့အားနေမယ်ဒါပေမဲ့အဲ့ဒါတွေကသူတို့ကွင်းလေကဘောလုံးကောင်းကောင်းကြိုက်ထားနိုင်ရင် ပြဿနာမရှိဘူးဗျာအခုစပိန်ဟာနောက်ဆုံးကစားခဲ့တဲ့ပွဲပေါ့လေဂျော်ဂျီယာကို၄ခုပြတ်နဲ့နိုင်တဲ့ပွဲအပြီးမှာစပိန်ကလက်ရှိမှာပွဲ၃၀စက်တိုက် international competitive game ပေါ့လေ friendly ပွဲတွေမပါအောင်တော့ခြေစမ်းပွဲတွေမပါဘဲနဲ့ခြေစပွဲဒီနိုင်ငံပြိုင်ပွဲကြီးတွေရဲ့ပွဲ၃၀စက်တိုက်ရှုံးပွဲမရှိကစားထားတယ် ။စံချိန်တင်ထားတာတော့မော်ရိုကိုပေါ့လေ2018ကနေ20နှစ်ထိ38ပွဲသူတို့ကအများဆုံးတင်ထားတယ်။အဲ့အောက်မှာစင်နီဂေါကလက်ရှိမှာ36ပွဲဒါပေမဲ့သူတို့ဟိုတနေ့ကစင်နီဂေါကဘရာဇီးကိုရှုံးပေမဲ့ဒါပေမဲ့စင်နီဂေါဟာလက်ရှိမှာသူတို့က competitive game ပေါ်တယ်ဆိုတော့သူတို့က36ပွဲနဲ့စံချိန်တင်ထားတယ်။အီတလီက32ပွဲတင်ထားတယ်2018ကနေ21ထိဒါပေမဲ့စပိန်ကအခုလက်ရှိမှာပွဲ30ဆိုတော့ဒီစပိန်အသင်းလူဘလောက်တောင်းနေကျွန်တော်အခုနောက်ဆုံးကစားသွားတဲ့စပိန်ရဲ့လူစင်းကိုကြည့်တဲ့အခါမှာစပိန်က နောက်ဆုံးကစားသွားတဲ့လူစင်မှာသူတို့လက်ရှိမှာဂိုးသမားဦးနိုင်စင်ပေါ့ဆိုဦးနိုင်စင်ပေါ်ကစပိန်ရဲ့ first strike ကိုကီပါဆိုဘေဘချက်ကမာကိုကရယ်လာညာဘချက်ကပက်ထရိုပိုရိုစန်တဘက်ကနည်းနည်းပြောင်းနိုင်တယ်ဒင်းခေါ်စင်ရဲ့ hybrid လာပေါ့ရဲ့ဖောကူပါစီရဲ့ vivian တို့ lano man တို့ဒီကစားသမားတွေကိုစန်တဘက်ကအခုလောလောဆယ်မှာဘသူဘွဲပါလဲဆိုနီးပြတေချာကြည့်နေတော့မယ်အဲ့စန်တဘက် position ကအပြောင်းလဲဖြစ်နိုင်တယ်ဒါပေမဲ့အတွေ့အကြုံရှိတဲ့လာပေါ့ကိုလည်းပြန်ခေါ်ထားသလို တခြားကစားမတွေလည်းအများကြီးသူရှိမှရှိနေပြီကျွန်တော်တို့ပြ VVN ရှိတယ် Imre Laport ရှိတယ် Kubasi ရှိတယ် Ding Hoseng ရှိတယ်နောက်ပိုင်းမှာကျွန်တော်တို့တခြား quality player တွေရှိအောင်မယ် Lennon Man တို့ပါလို့ကြံအောင်မယ် right back က Marcus Lawrence ကအရန်ရှိမယ်ပြီးတာနဲ့အခုဖတ်ထုတ်ဖို့ရှိမယ် left back က Greenwell တို့ရှိတယ်ပြီးတော့မှ Mark Correa ရှိတယ် ကိုသူမစီမုံရှိတယ်အွန်နိုင်စီမုံဘာလို့ तू ကကက်တိန်ဖြစ်နေတာမော်ရတာမရှိရင်ပြီးရင်အရင်ကဒါဗီရိုင်ယာရှိတယ်အဲ့ကွင်းလယ်မှာစပိန်ကတော်တော်ကောင်းနေစပိန်ရဲ့ကွင်းလယ်ကပြီးခဲ့တဲ့ယူရိုကွင်းလယ်ကိုကြည့်ရင်ဒါဖာဗီရူစ်ကရူဒရီရဲ့ပြီးတော့မှပက်ဒရီရဲ့ကစားတာအဲ့ဒါကိုရူဒရီမပါတဲ့ခါမှာစူပါမန်ဒီပါတယ်ဒါပေမဲ့အခုဖာဗီရူစ်ကသူ့နေရာကိုသူရတယ်အခုပက်ဒရီတန်ရတဲ့ခါမှာမီကယ်မိုရီနိုရှိတယ်မီကယ်မိုရီနိုရဲ့ဖာဗီယန်ရူစ်ကရူဒရီရဲ့ပြီးတော့မှစူပါမန်ဒီရဲ့ပက်ဒရီအပါဝင် ကစားမတွေကွင်းလေအောင် share ပဲစပိန်ရဲ့ကွင်းလေအောင်တကယ်ကောင်းတယ်နံပါတ်10ရိုးမှာဒန်နီအော်မိုရှိတယ်ဖမင်လိုပတ်ရှိတယ်ပပလူဘာရီယိုရှိတယ်နောက် LS ဘရီနာရှိတယ်တောင်ပန်ဒီမှာတော်တော်လေးကောင်းတယ်နောက် LS ဘရီနာရှိတယ် Fran Torres ရှိတယ်အထောက်မှာ Oyarzabal ရှိတယ် Nico Gonzalez ရှိမယ်ယမားရှိမယ်ဆိုစပိန်ရဲ့တောင်ပန်ဒီကလည်းပြောစရာကိုမလိုတာတခုပဲသူတို့မှာတိုက်စင်မရှိတာ အခုဆမ်ဘူဆိုတဲ့အရန်လူငယ်တိုက်စစ်မှုတယောက်ရှိတယ်မိုရတာတော့အခုတစ်ခေါက်မယူသေးဘူးပေါ့လေဒါပေမဲ့တိုက်စစ်ကမီခဲအိုယာစပယ်ရှိတယ်မီခဲအိုယာစပယ်ကအခုအသက်28နှစ်ပဲရှိတယ်စပိန်တို့က29ကိုတွင်းထားတယ်သူကတော့လုံးဝအားကိုးရတယ်စပိန်မှာအရန်ကစားမတွေတဲကိုကြည့်တဲ့အခါမှာတော်တော်များများကြံသေးတယ်ဆိုတော့ကျွန်တော်မြင်တော့စပိန်ဟာတော်တော်လေးတောက်နေခန်စစ်လဲ strong ဖြစ်တယ်တိုက်စစ်လဲပြအရန်မှာဆိုပြခန်စစ်မှာဩစကာမင်ကင်းစာရှိတယ်အဆန်စီကိုရှိတယ်ကာဗယာရှိတယ်လန်နိုမန်ရှိတယ်အင်ဒီကိုမာတီနက်ရှိတယ် နောက်ပြီးတော့မှဖားထောရရှိသူမှ quality အရန်နေတဲ့အများကြီးပဲကျော်ဒီစပိန်ဟာ international ပြိုင်ပွဲရဲ့ competitive ပြိုင်ပွဲရဲ့ပွဲစဉ်30စတိုင်ရှုံးပွဲမရှိကစားထားတယ်ဒါပေမဲ့လက်ရှိစပိန်ဟာကျွန်တော်အမြင်တော့ပြိုင်ပွဲတွေအားလုံးရဲ့ favorite ပဲ brazil တက်တယ် favorite ဖြစ်တယ် argentina တက်တယ် favorite ဖြစ်တယ် england တက်တယ် favorite ဖြစ်တယ်ပြင်သစ်တက်တယ် favorite ဖြစ်တယ်နောက်တစ်ခုက ပေါ်တူဂီတက်တဲ့ဖေဗရီဖြစ်တယ်စပိန်ကဒီကမ္ဘာဖလားပြိုင်ပွဲကို2010မှာချန်ပီယံဖြစ်ထားတယ်အဲ့နောက်2010ချန်ပီယံဖြစ်တဲ့က2014မှာသူတို့အုပ်စုပြုတ်တယ်2018မှာရုရှားကိုသူတို့ရှုံးတယ်2022မှာသူတို့ရှုံးထွက်ကထွက်တယ်ဆိုတော့သူတို့ quarter final ထဲပုံမရောက်သေးဘူးဒီဒီချိန်မှာစပိန်ဘယ်လောက်ထိလုံပြနိုင်မလဲသူကြိုက်တဲ့ပြိုင်ပွဲ၃လုံးကို final ပို့ပြီးတော့ချန်ပီယံ၂ချိန်ရထားတယ်လူးစ်တယ်လီဖုန်းရဲ့အသင်းဒီစပိန်ဟာ2026ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်နိုင်တာဘယ်လိုမြင်ကြလဲ ကိုမမဝင်းအောင်မချက်ပြကြပါအားလုံးချင်းကျမတွေ